aeroplane mode ပဲဖွင့်ထားတယ်အခုကျွန်တော် YouTube ရဲ့ video ကို play လုပ်ပြမယ်နော်ဒီမှာကြည့်နော် aeroplane mode ပဲဖွင့်ထားတယ်နော်ဒီမှာကြည့်နော်ဒီမှာကြည့်နော် YouTube ရဲ့ video ကိုစိတ်ကြိုက်ဒီမှာကြည့်လို့ရတယ်ကြည့်နော် aeroplane mode ပဲဖွင့်ထားတယ်နော်ဒီမှာကြည့် aeroplane mode ဖွင့်ထားတယ် video တွေကိုကျွန်တော်ဒီမှာကြည့်နေရနော်ဒီမှာ internet လုံးဝမလိုဘူး aeroplane mode ပဲဖွင့်ထားတယ်နော်ဒီမှာကြည့်ကိုကြိုက်တဲ့ဗီဒီယိုကိုဒီလိုပုံစံနဲ့ကြည့်လို့ရမှာဖြစ်ပါတယ်နော်အဲရိုပလင်းမုတ်ဘဖွင့်ပြီးအင်တာနက်သုံးလို့ရမယ်နည်းလမ်းကိုကျွန်တော်တင်ပေးမှာဖြစ်ပါတယ် ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးပါခုနလို airplane mode ဖွင့်ပြီး internet တောင်းချင်တယ်ဆိုရင်နော်ကျွန်တော်အရင်ဆုံးကျွန်တော်ဒီမှာကြည့်မယ်ဆိုရင်ကျွန်တော် internet ဖွင့်ထားတာနော်ဒီ airplane mode ကိုကျွန်တော်ဖွင့်လိုက်တာ night internet ကပိတ်သွားမယ်နော် internet ကပိတ်သွားမယ်ကျွန်တော် wifi လည်းမဖွင့်ထားဘူး internet လည်းမဖွင့်ထားဘူး airplane mode ပဲဖွင့်ထားတယ်နော် okay ကျွန်တော်တစ်ချက်ဖုန်းတိုက်လာတစ်ထပ်ကိုသွားမယ်နော်ဖုန်းဆက်တဲ့နေရာတစ်ထပ်ကိုတစ်ချက်နေလိုက်မယ် ီမှာကုတ်တစ်ခုကိုရေးရမှာ ဖြစ်ပါတယ်အကုတ်ကဘာလဲဆိုရင် star has star has 4 sis not 4 sis 3 sis has star has အခုကျွန်တော် star တစ်ခုရေးလိုက်တာ ਨੇ အဲ့နေရာကိုသူကသွားမယ်ဒီမှာနော်ဒီလိုပုံစံနဲ့သွားမယ်ဆိုတော့ဒီအောက်မှာပြမယ်ဆိုရင်ဒီမှာနော်ဒီလိုပုံစံနဲ့ပေါ်လာဖြစ်ပါတယ်ကိုကဒီမှာ phone information 1က sim 1နော် phone information to ga sim 2 go ga sim 1 na internet တော့လဲဆိုရင် phone information 1 sim 2နဲ့ internet တော့လဲဆိုရင် phone information 2ကိုနေလိုက်ပါเนาะ okay ကိုက backup နဲ့ internet တော့လဲ backup ကိုယူလိုက်ပါ sim 1နဲ့ internet တော့လဲဆိုရင် phone information 1ကိုယူလိုက်ပါ sim 2နဲ့ internet တော့လဲဆိုရင် phone information 2ကိုယူလိုက်ပါเนาะနေလိုက်ပါเนาะ okay okay နေပြီးကျွန်တော်ဒီအပေါ်မှာကြည့်မှာဆိုရင် ကျွန်တော်တို့ airplane mode ဘက်ဖွင့်ထားရနော် airplane mode ဘက်ဖွင့်ထားတယ်ကျွန်တော်ဒီ mobile radio power ဆိုတဲ့ setting ကိုဖွင့်ပေးရမှာဖြစ်ပါတယ်ဒီမှာဖွင့်လိုက်မယ်ဟိုဖွင့်ဖွင့်လိုက်ပြီနော်ဒီလိုပုံစံနဲ့ဖွင့်လိုက်ပြီ okay ကျွန်တော်တစ်ချက်ရမရကိုကျွန်တော်စမ်းကြည့်မယ်နော်ကျွန်တော်ဒီအပေါ်မှာကြည့်မယ်ဆိုရင် airplane mode ဘက်ဖွင့်ထားရနော် airplane mode ဘက်ဖွင့်ထားတယ် internet wifi ဘာမှမဖွင့်ထားပါဘူးကျွန်တော် youtube tab ကိုတစ်ချက်အဝင်ပြမယ်နော်ကျွန်တော် youtube tab ကိုတစ်ချက်အဝင်ပြမယ်ဒီမှာနော် youtube ကျွန်တော်တစ်ချက်ဝင်လိုက်မယ် โอเคဒီမှာကြည့်မှာဆိုရင်ဒီမှာအင်တာနက်တုံးလို့ရပြီเนาะဒီမှာကြည့်အရန်ကိုလိုင်းကောင်းပါတယ်เนาะဆိုတော့ဒီဗီဒီယိုကို play လုပ်လိုက်ရမယ်ကြည့်လိုက် play လို့ကြည့်မယ်ဟုတ်ပါမိုင်းဒီတင်မှာဆိုရင်ကျွန်တော်အရန်ကိုလိုင်းကောင်းရเนาะကျွန်တော်ဒီ channel tag ကိုလည်းဝင်ပြမယ်เนาะဒါကျွန်တော်ရဲ့ channel เนาะဒီပါเนาะကျွန်တော်ကြည့်အရန်ကိုလိုင်းကောင်းရเนาะကျွန်တော်ကျွန်တော်ရဲ့ဗီဒီယိုเนาะဒီမှာကြည့်ဒီပါကြည့်အရန်ကိုလိုင်းကောင်းရเนาะဒီမှာကြည့်ဒီဗီဒီယိုကိုကြရင် like လေးလုပ်ပေးပါတကယ်လို့တင်ကကျွန်တော် YouTube channel M3 Magic ကိုနော် subscribe မလို့ရသေးရင်လည်း subscribe လေးလုပ်ပေးပါ